အသတင်းဆိုလို့ပြောမယ်နော်ကိုရဲ့ပိုင်းတွင်ဖတ်လိုက်တဲ့ကြည့်လိုက်တဲ့သတင်းပဲကမ္ဘောဒီးယားကခမနီ ခမရုလို့လည်းခေါ်နော်ခေါင်းဆောင်တရားကိုရုံးတယ်ဥသမိုင်းရှောင်းပြီးတော့ဘုန်းကြီးကြီးကြီးတကွရ90နှစ်3 4 5 6အဲ့ဒီ9နှစ်စီရကမ္ဘောဒီးယားမှာတက်လာတဲ့ဆိုတာပူပော့နော် ဂျင်နရယ်ပူပော့ဘူဂျုတ်ကြီးပူပော့ကွန်မင်းနီအစွန်းရောက်အဲဒီအစိုးရဖွဲ့တွေကဝန်ကြီးတပါကူဖမ်းပြီးတော့ရုံးတယ်အဲဒီအဖွဲ့ကသတ်သားတဲ့လူပေါင်းနှစ်တန်းကျော်ဟာဘလောက်ကြောက်စရာကောင်းတဲ့စိတ်ဓာတ်တွေလဲဆိုတာနော်ဘာတရားခေါ်ဟိန္ဒနာဘာတရားလဲဟိန္ဒနာယူလူမျိုးသုံးတန်းကျော်ဟောဓာတ်ငွေတွေနဲ့ကိုရောင်နဲ့ထည့်တတ် ဒါဂျာမနီတွေလုပ်တယ်ဘာတရားလဲဟိန္ဒနာနော်ကရုဏာတရားကင်းမဲ့ပြီဆိုလို့ရှိရင်ညှင်းဆဲခြင်းအကြီးတွေပေါ့ကရုဏာတရားတွပ်ပွားလာခြင်းညှင်းဆဲခြင်းတွေဘာဖြစ်လဲယော့ယော့သွားတယ်အဲဒါကြောင့်ညှင်းဆဲတာကိုမှတ်တာဟိန္ဒနာတရားဘာတရားလဲမညှင်းဆဲမနှိမ့်ဆဲဘူးဆိုတော့တို့အောင်ပြန်ပြောလိုက်မယ်အဟိန္ဒတရားပါလေ အဲ့ဒါကိုဘုန်းကြီးတို့တဂရာကြီးကအဝိဟိန္ဒတရားလို့ဘိဓမ္မာတဂရာကြီးကဒီလိုရေးတယ်ခန့်ခန့်တဲတဲ့ဟိန္ဒူနဲ့ယောသားမှာဆိုလို့ဟိန္ဒူတို့ဂျိန်းတို့မှာဒီတရားတော်တော်ထွန်းကားတယ်အဟိန္ဒတရားဘယ်သတ်တော်ကိုမှမငင်းစဲတဲ့ဟိန္ဒူတွေဂျိန်းတွေသက်သက်လို့စားတာနော်ဟိန္ဒူတွေဂျိန်းတွေသက်သက်လို့စားတယ်ဘုန်းကြီးတို့ဘုရားဘာသာက သဗ္ဗေတ္တရဒုက္ခမုံဆန်းတူပြီးတော့သတ်စားအဲ့ဒါတို့ကလည်းဘုန်းကြီးတို့ကိုဆွဲစရာတင်းစရာဆွဲချက်တင်းစရာအများကြီးပဲနော်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်လို့မငင်းကြဆိုနေနော်ငင်းရင်ဘုန်းကြီးတို့ကရှင်းစရာအများကြီးရှိပါအဲ့ဒါသတ်သက်လို့စားနေတဲ့အဲ့ဒီဂျင်းဘုန်းကြီးကြီးသွားကြည့်တော့တေဖနစီးထွက်လာတာဘုန်းကြီးအဲ့မှာချတာဟဲ့ကောင်မင်းကသတ်သက်လို့စားတယ်ဘယ်သတ်တော်မငင်းစေဘူးပြောတယ်မင်းစီးတဲ့ဖနကဘာဖနနွားသေး မင်းနွားကိုမင်းလမ်းလျှောက်တဲ့နင်းတန်နေတဲ့ကောင်ပဲဟုတ်လားသောသက်လို့သမအဲ့ဒါချပြီးတော့ဒိန်ချင်းအာယုတော့နွားတို့အဆင့်ကအချင်းဖြစ်သွားတာဘာဖြစ်လို့ဗိုင်းရပ်စ်ပိုးတွေကြောင့်ရှင်သွားတာအဲ့ဒါတွေတောက်တောက်နေတာကဗိုင်းရပ်စ်တွေကိုမျိုးချနေတာပဲအပိုးကောင်တွေသတ်နေတာပဲနော်ဒါတော့ဒီဘိတ်ပေါ်ပြန်စကန်တိုင်းလူညင်းတဲ့ပွဲအကြောင်းပြောတာပါနော်ဘုန်းကြီးတို့အဲ့ဒါတွေခဏထားလိုက်ခုဘာလို့ဖို့လို့လဲ အဟိန္ဒတရားထုံငါဖို့မလိုဘူးလားကမ္ဘာကြီးမှာနှိမ့်ဆက်ညင်းဆက်ရတွေမြန်းနေလို့ရှိကရုဏာတရားခေါင်းပါတဲ့အတိတ်ပဲအဲ့ဒါကရုဏာဘာဝနာနာနာပွားပြီးတော့ဒီတရားထုံငါရင်ဘာချုပ်ငိမ့်သွားမလဲဟိန္ဒနာတရားတွေချုပ်ငိမ့်သွားမယ်အဲ့ဒါကိုအဝိဟိန္ဒပိစုပဒ္ဒနာကရုဏာကရုဏာကရုဏာတရားကိုနာနာပေါ်ကြမယ်ဆိုရင် အဝိဟိန္သပိစုပဋ္ဌာနာအဝိဟိန္သတရားအဟိန္သတရားထံကလာလိမယေလောတတ္တပါကောင်းစွာမသွေမတ်တိုက်ပါဘေကုံးတတိဝိဟိန္သပတ္တမကရုဏာယသံပတ္တိကရုဏာယသံပတ္တိကရုဏာတရားတွေပြည့်စုံအောင်ကျွမ်းစားနိုင်ကြမယ်ဆိုရင် ကရုဏာဘာဝနာကိုပြည့်ပြည့်စုံစုံကြိုးစားအားထုတ်နိုင်ရမယ်ဆိုရင်လေဝိဟိန်သူပသမောတဲ့ဝိဟိန်သတရားဟာခြုံငိမ့်သွားမယ်ကရုဏာတရားတိုးပွားလာရင်ထွန်ကားလာရင်ဘာခြုံငိမ့်မယ်ဝိဟိန်သတရားစကလုံးပြောင်းပြန်နှစ်ခုနော်အဝိဟိန်သရဲ့ဝိဟိန်သရဲ့ ဝိဟိတဆိုတာကညင်းစေတာကရုဏာတွေထွန်ကထွန်ကလာရင်ဟိုဘက်ကဝိဟိတနှိမ့်ဆက်တာတွေညင်းစေတာတွေဖြည်းဖြည်းချင်းရော့သွားမယ်အဲ့ဒါကကမ္ဘာလောကကြီးမှာကျက်ပြန့်တဲ့အကျိုးကျေးဇူးကိုမျောပြီးတော့အလုံးမနောကံကရုဏာဝစီကံကရုဏာအဲ့ဒီအကျိုးနှမျိုးမျောပြီးတော့နန္နာလွတ်ကြပါကျိုးနှမျိုးပြန်ပြောအောင်တိ အဝိဟိန္တတရားထွန်ကားရေးနှစ်ကဝိဟိန္တတရားချုပ်ငင်းရေးအတွက်အလုံးဘာလို့ကြမလဲကရုဏာကိုဝစီကံမြောက်မနောကံမြောက်ပွားများပါ ကိုတယောက်မြမပြီသွားဖို့ကိုနောက်တန်းကထားပါဟုတ်လားမိမိတယောက်မြမပြီတယောက်ဖို့ကိုနောက်မှထားကမ္ဘာလောကကြီးဘာထွန်ကားဖို့လဲ အဝိဟိတတရားထွန်းကားဖို့မချုံခြင်းဖို့လေဝိဟိတတရားချုံခြင်းဖို့ကိုရှည်ရန်ထအဲ့ဒါလောကတ္တစရိယခေါ်တယ်အဲ့ဒါဘာခေါ်လဲလောကတ္တစရိယံသတ္တဝလောကတစ်ခလုံးရဲ့ကျိုးစီပါကောငါဆောင်ရွက်မယ်ဘုရားရှင်တို့ရဲ့ပထမချမှတ်တဲ့ရွေးချက်ညာတ္တစရိယံ တကမလုံးသတ်တော်လောကတစ်ခုလုံးရဲ့ကျိုးစီပါကမဆောင်ရနိုင်ရင်သို့မဟုတ်ဆောင်ရပြီးလို့ရှိရင်မလုံးမလဲကိုတန်းပြီကိုလူမျိုးကိုသားကိုသမီးကိုဆွေကိုမျိုးရဲ့ကျိုးစီပါတွေကိုဆောင်ရမယ်နှစ်ခုစလုံးကသူတစ်ပါးကျိုးကြီးပဲမဟုတ်လားလောကတဲ့စီရရောညာတဲ့စီရရဒါ welfare for others အခြားလူရဲ့ကျိုးစီပါကြီး to strike welfare for Allah. Eri lu alam ya Josie wago. Samae da me siloji. Ko korenga mabir sawi samae lumia. Ko korenga aneso mabir quality of the heart compassion. Nalung daya yeche barele karuna. Nadu quality of the mind siddaya yeche barele penya. Bane bane karuna ne penya. အဲ့ဒီနှစ်ခုမှကိုကိုတိုင်းအဲ့ဒီနှစ်ခုနဲ့ကိုကိုတိုင်းမှပြည့်စုံအောင်ရှေးဥစွာချူစားအဲ့ဒါကြောင့်မြတ်စွာဘုရားကသူကိုယ်တိုင်းဒီတရားနှစ်ပါးနဲ့ပြည့်စုံဖို့ချူစားတော့အဲ့ဒါကိုနောက်နာကတတိယနေရာမှာဗာပြောလေဗုဒ္ဓတ္ထစရိယဗာစရိယလေလောကတ္တစရိယညာတ္တစရိယဗုဒ္ဓတ္ထစရိယံဒီ ရွတ်ဖို့ရည်စင်စားမနေနဲ့ပြိသက်ရဲ့ပြိသက်ကအရွတ်တော်တော်တန်းတယ်အဲ့ဒါတွေက guideline တွေနော်ဘုန်းကြီးတို့ဗုဒ္ဓဘာသာသူတော်ရှင်တွေကိုလမ်းညွန်ပေးထားတယ်အတော်လောကကြီးတစ်ခုလုံးကျောသားရင်သားမခွဲကြပဲလူမျိုးနဲ့ကိုယ်ကိုယ်နဲ့ဘာသာမခွဲကြပဲတတော်လောကအလုံးရဲ့ကျိုးစီးပွားကိုဆောင်ရွက်ဖို့နံပါတ်1ထား ဓမ္မနိကာရကိုရကိုရကိုဆွေကိုမျိုးရဲ့ဂျိုးစီဘာကိုဆောင်ရကြအဲလိုသူတော်ဘာဂျိုးစီဘာကိုဆောင်ရချင်ရင်ကိုကိုတိုင်ကဘာဖြစ်ရမလဲရည်ချင်းရှိရရည်ချင်းမြဲမြဲကြီးမပြောဘူးဘာနဲ့ပါနှလုံးသားမှာကရုဏာစိတ်ဓာတ်မှာပညာကရုဏာတွေသိကောင်းပြီးတော့ပညာမဲ့လုပ်ငန်းကမထီရောက်တချို့ကြတော့ပညာတွေသိတတ်ပြီးတော့ကရုဏာမရှိဘူး ဘာဖြစ်လဲပြင်ရက်လူမိုက်ကြီးဖြစ်နေနှစ်ခုဟန်ကျဲညီဖို့မလိုဘူးလားကရုဏာတရားအာကောင်းတော့နောက်ကနဲ့နောက်နှန်းကနေမေတ္တာခန္တီအလိုလိုဝင်လာကရုဏာတရားနဲ့အတွဲလိုက်ဘာတွေဘာတွေဝင်လာမေတ္တာတရားခန္တီတရားဓာရီပါလာမေတ္တာရောခန္တီရောကရုဏာနှလုံးသားထဲမှာပြည့်ပြီဆိုလို့ရှိရင် तू ကပေးဖို့အစဉ်သိဖြစ်နေ charity ဒါနအလိုလိုဝင်လာ အဲ့ဒါနှလုံးသားမှာဒီလိုမွန်မြတ်တဲ့အရေးချင်းနိုဘယ်ကွမ်းသီးသုံးခုပြည့်စုံပြီဆိုရင်ဒီပုဂ္ဂိုလ်ပဲတော့မှမဟုတ်တာမလို့တော့သစ္စာတရားအလိုလိုဝင်လာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကို true man ဒီလိုခေါ်တယ်မှန်ကန်တဲ့လူတွေဒီလိုခေါ်တယ်အမေရိကန်သမ္မတ true man ဆိုတာရှိတယ်နော်အဲ့ဒီကောင်ပြောတာမဟုတ်အဲ့ကောင်ကဂျပန်မှာအမှုမျိုးပုံချတယ်အဲ့ true man အဲ့ true man ဆိုတဲ့အဲ့ဒါ love compassion and patient ဒီသုံးခုနဲ့ပြည့်စုံရင် charity ပေးမယ်ဒါတော့ဘာဖြစ်လဲသစ္စာမှန်တာပဲလုပ်မယ်သို့တော့နှလုံးသားဒီရေချင်းရှိပြီမြို့ဘက်ကပညာမတတ်ရင်စနစ်တို့မူတို့ဝါရတို့ပြိဿရေမပါဘူးရမ်းလောက်တာဖြစ်တော့သူတော်ကောင်းလူအကြီးဖြစ်တော့ဒါတော့ဘက်ကဘာလာလဲပညာလုံငန်းတစ်ခုကသေးစိတ်နားလည်ဖို့လိုတယ် အကြောင်းအကျိုးစီစစ်ဖို့လိုတယ်ဓလလုံးရင်ဒီလိုအကျိုးသရောက်ပါမလားဒါစီစစ်ဖို့လိုလာတယ်အကြောင်းအကျိုးအကောင်းဆုံးအမှန်အမှန်နာကြိုးရှိမရှိအဲ့တော့ reasoning investigation ဒါတွေပါလာပြီးတော့မှ planning စီမံချက်ချပြီးတော့မှ construction တည်ဆောက်ကြည့်မယ်ပြီးတော့မှ running လေပတ်ကြည့်မယ်ပြီးတော့မှ evaluation ပြန်လှန်၍သုံးသပ်ကြည့်မယ်ဟုတ်လားမဟုတ်လားအကျိုးဖြစ်လားမဖြစ်လားအဲ့ဓာတွေအကုန်ပေါင်းဘယ်ထဲဝင်သွားလဲပညာထဲဝင်သွားအဲ့ဒီပညာရဲ့ဟဲ့လားအထောက်အကူတွေကဘာတွေလဲဆိုတော့ energy of the mind ဝရိယထိုပညာရဲ့အထောက်အကူတွေကနောက်ပါလာသေးလဲဆိုတော့ control of the mind စိတ်ထိန်တဲ့သတိနောက်ပါတဲ့ stability of the mind စိတ်တည်ငြိမ်မှုဆိုတဲ့သမာဓိ အော်ဝရိယသတိသမာဓိတွေကဘယ်ထက်သွားပေါ့ပညာထက်သွားပေါ့အာခန္တီတို့သစ္စာတို့မေတ္တာတို့ကဘယ်ထက်သွားပေါ့ကရုဏာထက်သွားပေါ့လေပါရမီ၁၀ပါးကုန်သွားတာပဲပရိသတ်ဟုတ်လားအဲဒါကြောင့်ကရုဏာသီတလဟရယံပညာပိသောတဝိယတမောဟဓမ္မံသနရမရလောကကရဝန္တေသူကတံဂတိဝိမု ക്ത ံ <laughs> ကရုဏာသီတလဟရယံမာကရုဏာတော်မြတ်အတွင်တဖြင့်လှက်လှပွေလျာအင်းမြာစီပင်ကြည်လင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူဝေထသောမေတ္တာကရုဏာခန္ဒီအာကောင်းရင်နှလုံးသားမှအေးချမ်းလာမယ်တဲ့မေတ္တာကရုဏာခန္ဒီအာကောင်းတဲ့ပုဂ္ဂိုလ်ဒီနှလုံးသားကရုဏာသီတလဟရယံ ကရုဏာအကောင်းတဲ့နှလုံးသားဟာအေးအေးချမ်းချမ်းရှိအဲ့ဒါကြောင့်အလုံးဘဝအေးအေးချမ်းချမ်းလေးရှိစေဖို့ကရုဏာဘာဝနာပွားကြပါဒါဖြင့်ပညာကင်းမဲ့တော့ဘာဖြစ်လဲဘဝအမှောင်ချနေတတ်တယ်ဘဝရဲ့အမှောင်ကစာလိုပြောရင်ဘာလဲလဲဆိုမောဟသို့မဟုတ်ရင်အဝိဇ္ဇာအဲ့ဒီ darkness or delusion of the life ကို how to remove ဘာနဲ့ဖယ်ပြစ်မလဲဆိုရင်ပညာနဲ့ဖယ်ရတယ်။ဘဝအမှောင်ကိုဘာနဲ့ဖယ်။အော်ပရိသတ်ပညာပိဇောတဝိယတမောအတမံအရဟတမပညာတိဟုသောစီမီရောင်ဖြင့်အဝိဇ္ဇာတိဟုသောမိုင်မံကိုပယ်ဖြောက်တော်မူပြီးထသောဒါကရှိဟောပညာပိဇောတဝိဓမောအတမံ ပညာဒီဟုသာလေးရောင်ဖြင့်ဘဝရာမိုက်မှန်ကိုပဲဖြောင်းတော်မူပြီးထသောဒါတော့ခေဆန်သာပညာဒီဟုသာလေးရောင်ဖြင့်ဘာကိုပဲမလဲဘဝအမှောင်ကိုပယ်ရမယ်အဲရာဇာကရုဏာအကောက်ရင်နှလုံးသားဘာဖြစ်လဲအချမ်းနဲ့ပညာအကောက်ရင်ဘဝမှာတောက်ပြောင်လာမယ် အဲဒါကြောင့်မန္လေးကဘုန်းကြီးတို့တပည့်တရားဓမ္မတွေနှလုံးသားလည်းအေးချမ်းစေဖို့ဘဝလည်းဘာဖြစ်ဖို့လဲတောက်တောက်ပြောင်းပြောင်းရှိစေဖို့နော်ဒါကိုကျိုးစီးပါနောက်သူဓမ္မရဲ့ကျိုးစီးပါကကရုဏာဓာတ်ဖြင့်သူတစ်ပါးတို့ရဲ့ဒုက္ခကိုဖယ်ရှားဖို့ပညာဓာတ်ဖြင့်အဲ့ဒီဒုက္ခကိုဖယ်ရှားတဲ့ဤစနစ်တွေကိုဘာဖြစ်ရမလဲကျွမ်းကျင်တက်မြောက်ဖို့ဒီလိုတော့ အသူကျိုးကိုကျိုးအင်းမျိုးကိုဒီအရေးချင်းနှစ်ပန်းနဲ့အလုံးဆွဲကြအဲဒါကြောင့်တက္ကရာဆရာတော်ကြီး အရှင်ဗုဒ္ဓဂောသကသောတန်ကျမ်းတွေကို ဖွင့်ဖွင့်သွားတဲ့အထက္ကရာကြီးများရဲ့ရှိပြေးဘုရားရှိခိုးမှာဘုရားရဲ့ဂုံနှစ်ပုတ်ဒါနဲ့ရှိခိုးတာကရုဏာသီတလဟရယံပင်ငါပိဇောတဝိဓမ္မောအတမံ သနရမရလောကကရုံဝန္တေသူကတံဂတိဝိမုဒ္ဒံဣတေနသစ္စာဝိဇေနသုခိတာဟွန်တုသာရဝောဟိုးရှိပဲဘုန်းကြီးတို့ခန်းငယ်ငယ်တရားဟောဘုရားရှိခိုးပြင်းမောမှာနော်ဒီဘုရားရှိခိုးနဲ့တရားဟောခဲ့တာကရုဏာသင်္တလဟရယမကရုဏာတော်မြတ်အတွင်တဖြင့် လှလှဖွေလျာအင်းမြာစီပင်ကြည်လင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူဝေထသောပညာပိသောတဝိဓမ္မောအတမံအရဟတမပညာတိဟုသောစီမီရောင်ဖြင့်အဝိဇ္ဇာတိဟုသောဘဝအမှန်ကိုပင်ဖြောက်တော်မူပြီးထသောပညာတိဟုသောလင်းရောင်ဖြင့်ဘဝအမှန်ကိုပယ်ဖြောက်တော်မူပြီးထသော အဲ့ဒီကရုဏာပညာနှစ်ပါးပြည့်စုံရင်ဒီပုဂ္ဂိုလ်ဘာဖြစ်တယ်လဲသနာရမရလောကကရောလူလောကနှလောကအဲ့ဒီလောကကြီးတစ်ခုလုံးက အလေးကရုပြုတိုက်တဲ့ဆရာတဆူဖြစ်တော်မူပါပေဒါတော်ကရုဏာပညာအကောင်းတဲ့ပုဂ္ဂိုလ်ကလူလောကကလည်းအလေးအမြပြုတယ်နှလောကကလည်းအလေးအမြပြုတယ် ဧရာဂောသနရမရလောကကရုလူနေတကွာသောနတ်ဥစွာသောတတ္တလောကကြီးတစ်ခုလုံးရဲ့အလေးအမြတ်ပြုတဲ့သောဆရာတဆူဖြစ်တော်မူပါပေထသောဂတိဝီမௌတံ देव မနုသာနိရယနှင့်ပေတတရိษံလာယံအရှိငါတံသောဂတိမလန်ထုသာကလန်တော်မူပြီးထသောကရုဏာပညာအကောင်းနဲ့လောကရဲ့ အလေးကရပြုခံရတဲ့ဒီပုဂ္ဂိုလ်တယောက်ဟာဘဝရခက်ခဲမှန်သမျှကိုဗာဖြစ်တယ်လွန်မြောက်နိုင်တယ်အဲရာဇံကတိဝိမုဒ္ဒံဒေဝမနုဿာနိရိယံပေတတရိစ္ဆံလာယံရှိငါရံသောဂတိမှလည်းထူသာကလုတမူပြထသောဗုဒ္ဓံသစ္စာလေးရတအတိမြင်ဘုရားရှင် ကိုရမြတ်ကော မယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြသည် ထိုတော်များစွာငါခန္ဓာကိုသူငါသမောအကျွန်ုပ်တော်သည်ဝန္ဒီဝန္ဒမတရားဟောတရားနာဘေးရန်ကြွား၍ချမ်းသာစေကြောင်းဆုမွန်တောင်းလျက်အောက်ခေါညွကျလက်ဆုံးမောကရှ िख ိုးကြောကြပါကုန်၏မြတ်စွာဘုရား ဣတိနသစ္စာဝေစေနဤသို့နှုတ်သဘောထုတ်ပြန်၍ဟောမှန်သောပဏာမသစ္စာစကားကိုပြောဆိုရလေသောကြောင့်သာတဝတရားချင်းငင်စေကံဝဉာတိသင်္တော်စဉ်ပြိတာပေါင်းတော်သည်ဒုခိတံကိုရောစိတ်ပါချမ်းသာကြကုန်သည် နေပယဘိယခသိင်ခင်းကြကုန်သည်နေတုကဆင်းရဲခသိင်ခင်းကြကုန်သည် ဟွန်တဘွန်တကောင်းစွာမသိဖြစ်တော်မူကြပါစေကောင်းတည်းလောကအကျိုးသက်ဖို့ကရုဏာပညာဆိုတဲ့မွန်မြတ်သောအရေးရှင်နှစ်ပါးဘုရားပရိသတ်ဒီမှာပြီးကြပါစို့အလိုမြတ်ဝေပြီးတော့ခန္ဓာသိကြအောင်ကဲလိုက်ဆိုကြအရှင်ဖေယသဒ္ဒသီလ <laughs> သာဂပညာလေးပြတော်တရားအညီအမြတ်ထားရှိကြပါကုန်သောတရားတပည့်တော်တို့သည်ခန္ဓာဝံလက်ဆသိ၍ဘဝဇဆုံးရာတန်တိဒုက္ခနိရောဓသစ္စာ နိဗ္ဗာန်ချမ်းသာကိုနိဗ္ဗာန်ချမ်းသာကိုမြင်မြန်စွာမြင်မြန်စွာမြင်မှပြုပါရခြင်းအကျော်ငန်းတရားချစ်ခင်သူတော်စင်တို့အားဓမ္မဒါနတရားအလှူအမတ္တဒါနအမြတ်အလှူပေလူပါကောင်းဤပေလူပါကောင်းရည်တော်တို့ အထုံရသောဓမ္မသဝနာဓမ္မသေသနာဓမ္မပူဇာဤကောင်းမှုသည်ဘောရိညာဤအထာပံဖြစ်ပါစေသည်ဤကောင်းမှုကုသရရရဤဘောဘာကောဘောဘာကောဘဝမြတ်စွာဘဝမြတ်စွာတန္တရာမဘဝမြတ်စွာ ယနေ့ကြအောင်ယနေ့ကြအောင်ဆွေမျိုးမိဘဆွေမျိုးမိဘအစကြကုန်သောဆွေဟောင်းမျိုးဟောင်းမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆရာသမားပေါင်းတို့အားဝေင့ပါကုန်၏ရာဝတီတိုင်း၌လေပေးရေပေးသိရောက်ကြ၍ အသက်ခန္ဓာဆုံးရှုံးကြကုန်သောယဟန်ရှင်လူညီသူတို့အားညီသူတို့အားကြားသိပါစေအမြဝေဤ